မင်္ဂလာပါ CD4 ယူရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ horror suspense ပရိသတ်တွေအတွက်ဇာကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပြီးကျင်ပါတယ်ဇာကားနာမည်ကတော့ craft ဖြစ်ပြီးတော့2015ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာပါဒီဇာကားမှာဝိုင်းရင်မင်းသားကြီးတတီစီရနဲ့မင်းသမီးဂျူလီယန်နီဟော်တို့ကအချိတ်ဆက်အပေးယူမိမိနဲ့ဝိုင်းဖွဲ့ထားတဲ့ဇာကားလေးဖြစ်ပြီးတော့အတိုင်းနာတစ်ခုထိအောင်မြင်မှုရခဲ့ပါတယ်ဟုတ်ကဲ့ပါစင်သစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့စီစဉ်တင်ဆက်သူမင်းတွေပဲဖြစ်ပါရခင်ဗျာ ဇကိုင်းရဲ့အဆကိုတော့အဓိကဇက်ကောင်မယ်လိုဒီနဲ့စတင်ထားပါရင်သူမဟာကောင်းပေါင်းနေတာဖြစ်ပြီးတော့သူမရဲ့ဇာတိအပြန်ခီးဆိုရင်လည်းမမပါဘူးနောက်ပြီးတော့သူမရဲ့ချစ်သူနဲ့လက်ထပ်ဖို့ပြန်တဲ့ခီးလေးဖြစ်ပါရီကောင်းပေါင်းနေင်းနဲ့သူမဟာအညောင်းမြေအညာပြေလံခဏဆင်းလျှောက်ပြီးတော့သူမရဲ့မကြခင်ကျင်းမမဲ့မင်္ဂလာပွဲအတွက်လေးစိုးရိမ်မှုတွေရှိနေပါရီသူမဟာစေဇက်လက်စွပ်လေးကိုစိုက်ကြည့်နေခဲ့ပြီးတော့နောက်တော့မယ်လိုဒီဟာသူမရဲ့ညီမစီကိုဖုန်းခေါ်ပါရီညီမဖြစ်သူဟာမင်္ဂလာပွဲကိုအမိလာဖို့ လင်းရင်လက်မှတ်တောင်ဘိုကင်မတင်ရသေးတဲ့အကြောင်းကိုဆွေးနွေးနေပြီးတော့မယ်လိုဒီကမင်္ဂလာဝဲအတွက်ဆွေးရမှုတွေရှိနေတယ်လို့လည်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့မယ်လိုဒီဟာခကြီးဆက်ခဲ့ပြီးတော့ဖုန်းကနေခင်မွန်လောင်းရဲ့အတန်မက်ဆေ့ကိုလည်းဖြွင့်ပြီးတော့နားထောင်လိုက်ပါတယ်။ခင်မွန်လောင်းဟာသူအရန်အလုံများနေကြောင်းပြောထားပြီးတော့မယ်လိုဒီအနေနဲ့လေသူတို့မင်္ဂလာဆောင်ပြီးတဲ့အခါမှာဒီလိုပဲအလုံရှုံနေမလားဆိုပြီးတော့တွေးလိုက်ပါသေးတယ်။အဲ့တော့မှတော့သူမဟာလမ်းညွန့်ဆိုင်မုတ်တစ်ခုကိုတွေ့ရပြီးတော့ဓမ္မာမျိုးကိုဥတီထားတဲ့လမ်းနဲ့ဘေဘက်မှာတော့ဖြက်လန်းဆိုတဲ့ဆိုင်မုတ်ကိုတွေ့လိုက်တာပါ မယ်လိုဒီလည်းနည်းနည်းပုံမြန်ချင်တာနဲ့တောင်ကြားလမ်းဘက်ကိုကားကိုကြွေချလိုက်ပါရင်လမ်းလေးရဲ့သဘောပုံဝင်ခြင်းအဖွဲ့နည်းတွေကြောင့်မယ်လိုဒီဟာစိတ်တွေလန်းဆန်းသွားခဲ့ပြီးတော့လွတ်လပ်မှုကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့ပြဿနာကကားဆက်ပိုင်းချိုးရင်းသွားလို့ကားကိုရက်ကအင်ဂျင်ကိုဖြန့်ကြည့်လိုက်ပါရင်ဆက်ပစ္စည်းတွေနဲ့အလန်းဝေးတဲ့သူဖြစ်လို့ကားဘာဖြစ်တယ်ဆိုတာကိုမဆုံးဖြတ်နိုင်ပါဘူး။အရေးပေါ်ဌာနကိုဖုန်းခေါ်ဖို့စဉ်းစားလိုက်ပြီးမြင်ဒီနေရာမှာဖုန်းလိုင်းမမိဖြစ်နေပါတယ်။မယ်လိုဒီလည်းအကြံအိုက်သွားခဲ့ပြီးတော့ကားရဝင်ကပက်စီတဘူးကိုဖြန့်သွားလိုက်ပါရင်အချိုးရည်အင်ကြီးပေါ်ဖိတ်ချလို့ အပေါ်အင်းကြီးကိုချုပ်ပြီးတော့အဝတ်လဲဖို့ပြင်ပါရင်အဲ့ဒီချိန်မှာပဲထူးထူးဆန်းဆန်းလူတယောက်ရောက်လာခဲ့လို့မယ်လိုဒီလေးထိတ်လန့်သွားခဲ့ပါရင်အဲ့ဒီလူဟာသူ့နာမည်ကခရစ်စတီယန်ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပြီးတော့ဘာကူညီပေးရမလဲလို့မေးပါရင်မယ်လိုဒီကကားပြန့်နေကြောင်းပြောတော့သူနင်းနေပပပြင်နေတယ်လို့ပြောပြီးတော့ကားကိုပြင်ပေးခဲ့ပါရင်မယ်လိုဒီကငွေတချို့ထုတ်ပြီးတော့ခရစ်စတီယန်ကညှင်းလိုက်ပြီးတော့စေတနာသက်သက်ကူညီလာလို့ပြောပါရင် မယ်လူဒီကကျေးဇူးတင်ကြောင်းပြောပြီးတော့ခရီးဆက်ဖို့ကားကိုမောင်းထွက်လာခဲ့ပါရီဒိုင်းမင်းစိတ်ထဲမှာဒီလူသွားမယ့်နေရာကိုလမ်းကြောင်းတူရင်လိုက်ဖို့ပြီးကိုစဉ်းစားမိပြီးတော့ကားပြင်ပြီးတဲ့သူကိုဝီကြည်တန်းကြီးလမ်းကြောင်းလိုက်ဖို့မခွန်မိတာကိုလည်းလိပ်ပြမတန်းဖြစ်သွားပါရီဒီရောကားကိုနောက်ပြန်ဆိုးလိုက်ပြီးတော့သူ့ကိုလမ်းကြောင်းခေါ်လာခဲ့ပါရီဒါဟာသူမရဲ့အကြီးကြီးဆုံးသောမဟာအမပါမယ်လူဒီကတော့ခရစ်စတီယန်ကိုသဘောကောင်းတဲ့သူဖြူစင်တဲ့လူပဲလို့လက်ခံလိုက်ပြီးတော့လမ်းမှာလေသူမကိုဘာဒုက္ခမှပေးမှာမဟုတ်ဘူးလို့လည်းယုံကြည်ခဲ့ပါရီသူကလည်းကားကြောင်းခေါ်တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပြီးတော့ အဲ့နောက်မှာသူတို့ဘဝတွေအကြောင်းကိုစကားဆက်မိဆက်ရပြောကြပါတယ်။အဲ့ဒီမှာခရစ်စတီယန်ကလူဘဝမှာဆွေမျိုးတွေထက်တစိမ့်နေနေနေထိုင်ရတာကပိုကောင်းကြောင်း စကားကိုလူရဆွဲပြောလာခဲ့ပြီးတော့မယ်လိုဒီကစိတ်ထဲမတင်ကဖြစ်လာခဲ့ပြီးမြိုက်ထိုက်ပေးနေလိုက်ပါတယ်။နောက်ပြီးတော့သူကကန်ဒီယာတွေရေဆက်တွေအကြောင်းပြောခဲ့ပြီးတော့သူနဲ့အခုလို့ဆုံးရတာကရေဆက်အကြောင်းပဲလို့ပြောပါသေးတယ်။မယ်လိုဒီကတိုက်ခန့်သိမ့်မလုပ်ပြီးမြိုက်စိတ်ထဲမတူးမတန့်ဖြစ်နေပါပြီ။ခရစ်စတီယန်ကသူမကိုမြှူသလိုလိုမထီးတထီးတီးလှုပ်လာတဲ့အချိန်မှာတော့ မယ်လိုဒီလေးအားမနာနိုင်တော့ပဲကားရီကနေထွက်သွားဖို့ပြောလိုက်ပါတယ်ဒီခါမှာတော့ခရစ်စတီယန်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးတော့ကားကိုဆက်မမှုအမိန်ပေးလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်မှာရေဆက်စုံမှုကံပါလာလို့သူနဲ့အတူနေရမယ်လို့လည်းပြောခဲ့ပါတယ်မယ်လိုဒီဟာဓာတ်ထောက်ချင်းချောင်းမှုအောက်မှာပဲကားကိုမောင်းလာခဲ့ရပြီးတော့တနေရာမှာတော့လူသူမနေတဲ့ဟိုတယ်တလုံးကိုတွေ့ရပါတယ်မယ်လိုဒီဟာခရစ်စတီယန်ကိုအကဲခတ်ကြည့်တော့ခပတ်ပတ်ထားလို့သူမသာယိုဒီရဲ့လှူရှားခဲ့မယ်ဆိုရင် ူအလွယ်တကူလှုပ်ရှားဖို့မလွယ်ကူဆိုပြီးတော့တွက်ဆမိခဲ့ပါတယ်။မယ်လိုဒီယာသူမစိတ်ကူကိုချက်ချင်းအကောင့်ထဲပို့လိုက်ပြီးတော့ကောင်းဟုတ်ကြွေးချဖို့စူးစမ်းလိုက်တဲ့အချိန်မှာသူအားစီရတိုင်းကိုအတင်းဝင်လှည့်လိုက်ပါတယ်။နှစ်ယောက်သားအရှိန်ပြင်းတဲ့ကားနဲ့တူဂျော်ကဘောင်းကိုကာယံထားတဲ့အတားစီကိုချိုးဖြတ်ပြီးတော့အောက်ကိုထိုးကျသွားခဲ့ပါတယ်။အိမ်နောက်မှာတော့နှစ်ယောက်စလုံးကသတိလစ်သွားခဲ့ပါတယ်။မယ်လိုဒီသတိပြန်ရလာတော့သူမဟာပက်လက်လန်နေတဲ့ကားနဲ့တူဇောက်ထိုးမှုမျောဖြစ်နေခဲ့ပြီးတော့များပြားလာတဲ့ဒဏ်ရာတွေရထားတာကိုလည်းသတိထားမိသွားခဲ့ပါတယ်။သူမရဲ့ခြေထောက်လေးညှက်နေခဲ့ပြီးတော့ရုံးလို့မရခဲ့ပါဘူး။ သူမနီနာပတ်ဝန်းကျင်ကိုလေ့လာလိုက်တော့ခရစ်စတီယန်လဲလဲကြနေရကနေတတိပြင်အားစပြုနေပါပြီ။မယ်လိုဒီယာလမ်းမြင်ရတဲ့ဓာတ်ကိုကောက်ယူနိုင်မှုစူးစမ်းခဲ့ပြီးတော့သူမဓာတ်ကိုမယူနိုင်ခင်မှာခရစ်စတီယန်ရဲ့မျက်နှာကြီးကိုမြင်လိုက်ရပါတယ်။ခရစ်စတီယန်လဲထံရီမြောင်များစွာရရှိထားပြီးတော့သူကတော့အခုတို့စုံတွေ့ရတာဝမ်းသာတယ်လို့ပြောပြီးတော့သူမကိုထားရခဲ့ပါတယ်။သူမလဲဓာတ်ကိုရသွားခဲ့ပါတယ်။မယ်လိုဒီလဲကားရီကနေထွက်နိုင်အောင်စူးစမ်းပြီးမှမအောင်မြင်ပါဘူး။သူမဟာကြောင်ရွံ့နာကျင်မှုတွေနဲ့အတူအတန်ကုန်အောင်ခဲ့ပြီးမှဒီညာကလူသူပြက်လက်ပြီးတော့ ူမအတန်ကိုဘယ်သူမှမကြားနိုင်ပါဘူး။ညဘက်ရောက်တော့လေမယ်လိုဒီတယောက်ကားထဲကနေထွက်နိုင်ရေးစူးစမ်းနေပြီးတော့ဘလို့မှမတက်နိုင်တော့အိတ်ဖို့စူးစမ်းပြီးမယ်။အေးဒန်ကပြင်းထန်တာမို့ဘလို့မှအိတ်မရတာကြောင့်အဝစ်စားအိတ်ကိုလမ်းယူပြီးတော့အဝစ်စားတချို့နဲ့အနှွေးထက်ရောက်အောင်လုပ်လိုက်ပါတယ်။မယ်လိုဒီတယောက်ရေဘူးတွေကနေရေတောက်နေတဲ့အချိန်မှာပဲအတန်တချို့ကြားလိုက်ရလို့လန့်သွားပါတယ်။တော်ရိုင်းတလိဆန်နေဖြစ်နိုင်လို့ကားမီကိုဖွင့်လိုက်ပါတယ်။မယ်လိုဒီဟာကြောင်းလန်းစိမ့်ရဲ့နိုးတဝက်အိတ်တဝက်နဲ့မနဲ့လင်းလာခဲ့ပြီးတော့ နိုးလာတော့ခရစ်စတီယန်ကသူ့အနားကိုရောက်နေပါပြီ။သူကတော့တနေရာမှာကောင်းကောင်းအိပ်ပျော်ခဲ့ပုံပါပဲ။ခရစ်စတီယန်ကသူ့အနေနဲ့မယ်လိုဒီကိုနှိမ့်ဆက်ညှင်းပန်းမယ်လို့တွေးနေလိမ့်မယ်လို့ပြောခဲ့ပြီးတော့ထိုင်းလန်သဲဖို့ရုပ်ရှင်ကားရီတွေကလည်းဒီတိုင်းပြည်ကြောင်းစကားအဆပြုတော့မယ်လိုဒီလေးပါမတ်ချက်မှမပေးဘဲနဲ့ဗိုက်စာတွေအတွက်ရင်းနဲ့အဆပြုဖို့ပဲတောင်းခဲ့ပါတယ်။သူကသူပြောတဲ့အတိုင်းပဲလိုက်လို့မယ်ဆိုရင်ကူညီပေးမယ်လို့ပြောခဲ့ပြီးတော့သူမကကတိပေးလိုက်တော့ချစ်သူရှိလားယောက်ျားရှိလားဆိုတာကိုဖြေဖို့အချက်ကင်ပါတယ်။မယ်လိုဒီကလက်ထက်တော့မှဖြစ်ကြောင်းပြောတော့ ချစ်သူမျိုးသားနဲ့ဂရင်မောကကိစ္စတွေအထိမေးမြန်းလာခဲ့ပြီးတော့မယ်လိုဒီလည်းဖြည့်သိမ်းသလောက်ဖြည့်ခဲ့ပါတယ်ခရစ်စတီယန်ကအာယမယရီမောခဲ့ပြီးတော့မယ်လိုဒီဖြည့်သိမ်းများစကားတွေကလည်းရီရချောင်းပြောခဲ့ပါတယ်သူမေးခြင်းရမေးလဲပြီးတော့ရင်းနဲ့အစာလည်းမပေးခဲ့ပါဘူးဒုတိယနေ့ကိုရောက်တဲ့အထိသူမဟာကားထဲကနေမလွတ်နိုင်သေးပါဘူးဒီတော့မယ်လိုဒီဟာစာရွက်လွတ်မှာညမနာမည်နဲ့စာရေးခဲ့ပြီးတော့တကယ်လို့သူတည်သွားတဲ့ခါမှာစိတ်ဝေဒနာတွေတယောက်ရဲ့ပယောဂဖြစ်ကြောင်းရေးထားတာပါရာဒီဥရုကအရင်အီတော့အရာဝိတ္ထုတွေကိုမီးရှို့ပြီးတော့အချမ်းဖြောင်းနေရပါတယ် မယ်လိုဒီအနေနဲ့ကားလမ်းကြောင်းပြောင်းပြီးတော့မောင်းခင်းမီရဲ့အမအိုနှောင်းထားရနေပါတယ်။ယူဒီရဲ့သူမအိပ်ပျော်တော့ပါတယ်။ဒိုင်မဲအတံမလန်ဒီကြောင်းနိုးထလာခဲ့ပြီးတော့ကျွတ်ဒီတောင်းတောင်းဤပြင်းနေတာကိုတွေ့လိုက်ရပါတယ်။မယ်လိုဒီဟာကြောက်လွန်းလို့တုံ့ပြန်မိရကနေကျွတ်တဲ့ကောင်ကိုတတ်လိုက်မိတယ်လို့စာလုံးနဲ့တွဲအဲ့ဒီကျွတ်ကိုပဲစာဖို့အဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့အပြင်ဘက်ကနေဖုန်းရဲ့ရင်းသံကိုကြားလို့ဖနက်နဲ့လမ်းချီယူပြီးတော့ဖုန်းကိုကောက်လိုက်ပါတယ်။ဒိုင်မဲချက်ချင်းဆိုသလိုပဲခရစ်စတီယန်ကရောက်လာလို့ဖုန်းကိုအမြန်ဟွက်လိုက်ပြီးတော့ ူပြောတဲ့ဇာတ်ကားကိုစိတ်ဝင်စားခြင်းအောင်စောင့်နေလိုက်ပါရီ။သူကဟိုတယ်ပြတယ်မှာဖန်ဆီးထားတဲ့မိသားစုတွေကိုသွားပြီးတော့နှိပ်စက်လိုက်ဦးမယ်လို့ပြောတော့မယ်လိုဒီလေးဒီလူကတကယ့်ကိုစစ်တစလူသက်သမားပဲဆိုပြီးတော့မှတ်ချက်ချလိုက်ပါရီ။ကြွက်ကိုသက်စားထားတာကိုတွေ့လိုက်ရတော့ဝမ်းသာကြောင်းဘောမှာဒီလိုတိုက်ခိုက်လို့သိရှိမှရှင်သန်မယ်လို့လည်းပြောလိုက်ပါသေးတယ်။ဒါပေမဲ့ကန်ဆိုးခြင်းတော့ဝတ်ထားတဲ့ဖုန်းကယူရီယက်ကောက်မီလို့ခရစ်စတီယန်ကဖုန်းကိုဒေါသတကြီးနဲ့လူပါတယ်။မယ်လိုဒီကိုရိုက်ဖို့ကန်ချောက်ပြီးတော့ဖုန်းကိုလည်းတစားစီဖြစ်အောင်ဖနှောင်းနဲ့ပေါက်လိုက်ပါတယ်။အဲဒီနောက်မှာတော့မယ်လိုဒီစီပြန်ရောက်လာခဲ့ပြီးတော့ သူ့အနေနဲ့တတ်ဖို့စိတ်ကူးမရှိကြောင်းကားရည်ကနေဘလို့ထွက်မလဲဆိုတော့ချောင်းကြီးနေတာကလည်းအပျော်တက်တက်ပဲဖြစ်တယ်လို့ပြောလိုက်ပြီးတော့ချင်းစောတစ်ချောင်းပေးလိုက်ပါရင်မယ်လိုဒီကဒီလောနဲ့ကားတကားကိုဖြက်စီးပေးမယ်ထင်ခဲ့ပြီမင်းအဲ့လိုမဟုတ်ပဲဒီလောကတကယ်လို့ဒီထဲကနေထွက်ကျင်ရင်ခြေတော့ကိုကိုရိုင်းဖြက်ပြစ်ရမှာပါမယ်လိုဒီလည်းတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပြီးတော့ဘာကြောင့်ဒီလိုဆက်ဆံရတာလဲမေးပြီးမယ်မဖြေပါဘူးမယ်လိုဒီကခရစ်စတီယန်ရဲ့မိသားစုဓာတ်ပုံကိုမြင်မှုထားကြောင်းလေပြေထိုးတော့သူကဒီဓာတ်ပုံက သူဟာကျင်နာတနာတတ်သူဖြစ်ကြောင်းဒဇာကန်ဒီကိုအယုံသွင်းမှုအတွက်အတုလုပ်ထားတာဖြစ်တယ်လို့ပြောပါရီခရစ်စတီယန်ထွက်သွားတော့မယ်လိုဒီဟာချိန်စောနဲ့လွံ့မြောက်နိုင်ရေးချိုးမှန်းကြည့်ပါရီတကားကိုတိုက်ဖြတ်ဖို့စူးစမ်းပြီးမယ်လေအရာမထင်ပါဘူးနောက်ဆုံးခရစ်စတီယန်ပြောသလိုပဲခြေထောက်ကိုလှောင်းနေဖြစ်တော့ဖို့စဉ်းစားလိုက်ပါရီဒါပေမဲ့မလုပ်ရဲခဲ့ပါဘူးအခုချိန်မှာတော့မယ်လိုဒီဟာတကယ်ကိုမလွံ့မြောက်နိုင်တော့ဘူးဆိုတာကိုတွေးလိုက်မိပါရီညဘက်ရောက်တော့ရေဘူးထဲမှာတောက်စရာရေကမကြံတော့ပါဘူးဒါပေမဲ့ကံကောင်းနေစိုးရလီမလား ယူရီရဲ့ဆိုလိုပဲမိုးကအသေးသေးမင်းမင်းနဲ့ရွာချပါရီမယ်လိုဒီရဲ့ကားကြနေတဲ့နေရာမှာတောင်ကြချောင်းရဲ့ကြောက်တွင်းဖြစ်ပြီးတော့မယ်လိုဒီကတော့ပလတ်စတစ်အိတ်နဲ့ရေခမ်းပြီးတော့ရေတောက်ပါရီခက်လန်းလန်းလမ်းပေါ်မှာကားမီးအောင်မြင်လိုက်လို့အသက်ကုန်အော်ဟစ်ပြီးတော့အကူအညီတောင်းခဲ့ပြီးတော့ကားရီယာထွက်လာတဲ့သူကခရစ်စတီယန်ဖြစ်နေလို့အံ့ဩသွားပါရီမယ်လိုဒီယာကြွေရဲ့သွေးတွေကိုသူမရဲ့ခြေထောက်မှာတုံလင်းလိုက်ပြီးတော့သွေးထွက်လုံကတည်နေတယ်လို့မျိုးဟန်ဆောင်လိုက်ပါရီခရစ်စတီယန်ကကနေဦးတော့ကမယ်လိုဒီတည်နေတယ်လို့ထင်ခဲ့ပေမဲ့ထောင်ချောက်ဆိုတော်ကိုသဘောပေါက်သွားပါရီ မယ်လိုဒီကဓာတ်တူနဲ့သူ့ကိုတိုက်ခိုက်ခဲ့ပြီးတော့သူလွတ်သွားပါရင်ဒီတော့တွင်မှာခရစ်စတီယန်ရဲ့ကားတော့ကိုသူမကခိုးယူနိုင်ခဲ့ပြီးတော့ကားအသည့်ပေးချက်အတန်ကိုဖွင့်လိုက်ပြီးတော့တော့ကိုဝေးရကိုလွန့်ပစ်လိုက်ပါရင်အဲ့ဒီချိန်မှာရဲရရှိတွေရောက်လာခဲ့ပြီးတော့စစ်စည်းမိမျက်တော့သူ့ကားတော့ကြံနေခဲ့ကြောင်းပြောပါရင်မယ်လိုဒီကညံ့နေတဲ့ကားတွေကနေရဲရရှိတွေမြောင်ဓာမီထွန်းအချက်ပေးခဲ့ပါရင်ရဲတအူးကတရားအောင်တန်ကြားတယ်လို့ပြောတော့မူရီတားရွာနေလို့နားကြားမရဖြစ်နိုင်ကြောင်းခရစ်စတီယန်ကလှည့်ပြပြီးတော့ပြောလိုက်တာကြောင့်ရဲတွေကလည်းတန်တရားမဝင်တော့ပါဘူး။ဒါပေမဲ့မယ်လိုဒီရဲ့ကားဟာ ချောင်းလန်းချောင်းတိုင်းရှိနေလို့မကြခင်မှာပဲချောင်းရီတွေကကားရင်းမှာပြည်သွားပါတယ်။မယ်လိုဒီဟာရင်းနှီးမသေးခင်မှာပဲဒီတစ်ခါမှလည်းခြေထောက်ကိုဖြတ်တောက်ဖို့ဆုံးဖြတ်လိုက်ပြီမဲ့မအောင်မြင်ပါဘူး။ကံကောင်းတာကရီတွေဟာကားကိုလမ်းချောင်းတိုင်းတည်ဆောင်သွားခဲ့ပြီးတော့တနေရာရောက်မှာမယ်လိုဒီလေးကားရီကနေလွတ်မြောက်သွားပါတယ်။မယ်လိုဒီဟာဂုံးဘက်စီကိုတက်တလောင်မှတ်တလောင်နဲ့ကူးခတ်ခဲ့ပြီးတော့ခြေထောက်ကထန်ရာချောင်းမလုံနိုင်ပါဘူး။မယ်လိုဒီဟာဒုတိယချောင်းကိုအခုဖြစ်သုံးပြီးတော့လမ်းလျှောက်ရပါတယ်။မောင်နေမဲမဲလမ်းလျှောက်ရင်းနဲ့အိမ်တလုံးစီကိုရောက်လာခဲ့ပါတယ်။ အိမ်ထဲမှာမျိုးသမီးတယောက်ရဲ့အကူအညီတောင်းတကိုကြားနေရပြီးတော့မယ်လိုဒီကတန်ရာရထားတဲ့ဂျာကနေပဲကဲနိုင်မှုစူးစမ်းခဲ့ပါတယ်။တကယ်တော့ဒီအိမ်ဟာခရစ်စတီယန်ပြောတဲ့အိမ်ဖြစ်ပြီးတော့သူရသွေးမှုတွေကျူးလွန်မှုနေရာဖြစ်ပါတယ်။အိမ်ရှင်တွေကိုခရစ်စတီယန်ကရဲရဲဆက်ဆက်တပ်ဖြတ်ထားပြီးတော့အမျိုးသမီးငယ်တယောက်သာအသက်ရှင်ကျန်တော့တာပါ။မယ်လိုဒီအိမ်ထဲကိုချောင်းမြောင်းကြည့်တော့ခုနကရဲတွေကိုလည်းခရစ်စတီယန်ကတပ်ပြီးပါပြီ။ပြီးတော့ခရစ်စတီယန်ကကောင်မလေးကိုအိမ်ပေါ်ထက်ကိုခေါ်သွားပါတယ်။ဒီခါမှာတော့မယ်လိုဒီလေးစတင်လှူရှားလိုက်ပြီးတော့ တည်နေတဲ့ယေရီစီကနေတနက်ကိုယူလိုက်ပြီးခရစ်စတီယန်ထွက်လာမယ့်အချိန်ကိုစောင့်နေပါတယ်ခရစ်စတီယန်ကကောင်မလေးကိုခရင်မှာကြိုးချနေပြီးတော့စော်ကားနှိပ်စက်ဖို့ပြင်ဆင်နေတာပါမယ်လိုဒီခန်းထဲဝင်လာတော့ခရစ်စတီယန်ကအတန်ကြားလိုက်လို့လှည့်ကြည့်ပြီးတော့ကောင်မလေးနီးကိုချီကပ်လိုက်ပါတယ်အဲ့ချိန်မှာပဲမယ်လိုဒီကတနက်နဲ့ထိုးချိန်လိုက်ပြီးတော့ပြစ်ခတ်လိုက်ပြီးမင်းသူဟာတနက်ကိုအတင်းဝင်လို့လို့မမှန်ပါဘူးနှစ်ယောက်သားလုံးထွေးနေခဲ့ကြပြီးတော့မယ်လိုဒီကကလေးမလေးကိုထွက်ပြေးဖို့ပြောပြီးတော့ခရစ်စတီယန်ကိုအိမ်ပေါ်ထက်ကနေတွန်းချနိုင်ခဲ့ပါတယ်မယ်လိုဒီနဲ့ကောင်မလေးတို့ထွက်လာတော့ခရစ်စတီယန်တေဗီလာသွားကြည့်ပါတယ် သူကဘော်ဒက်ကနေပြုတ်ကြတဲ့ဒဏ်နဲ့တူထောင်ချောက်ပေါ်ကိုတည်တည်ကြာမိလို့ခြေတော့ကမလုံနိုင်တော့ပါဘူးဒီတော့မယ်လိုဒီကဓာတ်ကိုသူ့စီကိုကန်ပြီးလိုက်ပြီးတော့ဒီကနေလွတ်ချင်ရင်ကိုခြေတော့ကိုဖျက်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီတော့မှမယ်လိုဒီနဲ့ဒဇာကန်ကောင်မလေးတို့ကလည်းလွတ်မြောက်လာခဲ့ပြီးတော့ခရစ်စတီယန်ကတော့တော်ရင်မှာဂျန်နီရိတ်ခိုင်နဲ့ဇလန်လေးကလည်းအဆုံးသတ်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာနောက်ထပ်မြောက်မလေးရုပ်ရှင်ဆက်ကားကောင်းတွေကိုစဉ်စားမပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ ကျွန်တော်ရဲ့ City for You channel လေးကို like and subscribe လုပ်ထားပြီးကြပါအောင်ခင်ဗျာအပိကြရဲ့ပရိသတ်များလေးစေဤချမ်းမာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ City for You ဝိုင်းတော်သားတွေကဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ